ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီနေ့ညက်နေ2နာရီခွဲရောက်လာတော့မယ် Aspiron 4.0 event မှာ second နှစ်ကောင်ဘယ်လိုမျိုးကုန်းဆင်းလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့ဆင်းဝင်စားရဆိုရင် video လေးကို Sony Joe တောက်ကိုပြကြပါမယ်ကျောင်းရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးဘူးဆိုရင် subscribe လုပ်ထားခဲ့ကြဖို့တောက်ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်တော့ video လေးကိုစလိုက်ကြရအောင် ပထမဆုံးအနေနဲ့ကောင်းစင်းနီးလေးကိုမပြောပြခင်မှာကျွန်တော်တခုလောက်အရင်ဆုံးကြိုပြီးတော့ပြောချင်ပါတယ်။ဘာလဲဆိုတော့ဒီ event ဘင်ဟို event ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ event မှာကျွန်တော်ပြောတဲ့အနီတိုင်း diamond တွေထည့်မယ်။ diamond တွေသုံးမယ်ဆိုရင်တော့ရိုးအနေနဲ့ဘင်ဟိုမတန်းဘူးဆိုရင်အကင်းတော့ကိုရနိုင်မှာမဟုတ်ပါဘူးအဲ့တော့ဒီကောင်းစင်းကြီးကဘရူတွေအတွက်လဲဆိုတော့ဘရူအနေနဲ့4ပင်ကိုလောက်ထိပဲကန်ဆမ်းမယ်ဆိုတဲ့သူတွေတော့ကတော့ဒီဗီဒီယိုလေးကအဆင်ပြေပါပဲဖြစ်ပါတယ် ကျွန်တော်အနေနဲ့ဒီဗီဒီယိုထဲမှာ4ဘင်ကိုလောက်ထိကိုလှည့်လို့ရနိုင်တဲ့နည်းလမ်းလေးကိုပြပြပေးလာတာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့4ဘင်ကိုလောက်ထိပဲ cancel မယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်လို့ရပါပြီကဲဒါဆိုရင်တော့ကျွန်တော်ရေကုန်စင်းနည်းလေးကိုဇာတ်လေးနဲ့တကွာရှင်းပြပေးပါမယ် ဇရာလေးကတော့ကျွန်တော်အခုပြတာတဲ့ပုံစံတိုင်းလေးပဲဖြစ်ပါတယ်။ဇရာကတော့ဘာမှထွေထွေတူတူတော့မဟုတ်ဘူး။ရိုးရိုးရှင်းရှင်းလေးပဲ။ဒါပေမဲ့ကျွန်တော်နည်းနည်းတော့ရှင်းပြပေးပါမယ်။ဒီ event ၃ရက်နေ့ညနေ2နာရီခွဲပြီဆိုတာနဲ့ original server ကိုရောက်ရှိလာမယ်ဆိုပေမဲ့ဘရိုအနေနဲ့၃ရက်နေ့ရပြီးတော့၉ရက်နေ့ထီကိုတော့ဘာမှလုံးစရာမလိုသေးဘူး။၁၀ရက်နေ့ရောက်ပြီဆိုရင်တော့ဒီ event ရဲ့ free token phase 1လောက်မှဖြစ်တဲ့အတွက် ဆယ်ရက်နေ့မှာတော့ Pro အနေနဲ့3 weekly ban နဲ့ Diamond 86လောင်းကိုထည့်ပေးရမှာပဲဖြစ်ပါတယ်။ပြီးွားရင်တော့ Wonder လဲ့ပေးရမှာပဲဖြစ်ပါတယ်။ဒါကတော့ Diamond ကျုပ်စုရတာမရှိတဲ့သူတွေအတွက်ကိုကျွန်တော်လောက်ပေးရတဲ့နေ့ပဲဖြစ်ပါတယ်။အဲ့တော့ Wonder လဲ့လိုက်မယ်။အဲ့ဒါဆိုရင်တော့ Total Draw က Wonder ဖြစ်သွားမယ်။ free token တော့အကောင်လုံးရအောင်မဟုတ်ဘူးအဲ့တော့ကျွန်တော်ထည့်ပြီးတော့မတွက်ပေးသားဘူးအဲပြီးွားရင်7ရက်နေ့မှာလဲ1 draw ထပ်ပြီးတော့လှည့်မယ်အဲပြီးွားရင်အဲ့လိုပဲ7ရက်နေ့မှာလဲ1 draw ထပ်ပြီးတော့လှည့်လိုက်မယ်ဒါဆိုရင်တော့ စနေနေ့ပြီးတဲ့လှည့်ပြီးတဲ့အခါမှာတော့ bro အနေနဲ့ free token 16ကလုံးရရှိမှာပဲဖြစ်ပါတယ်အဲ့တော့စနေနေ့မှာ1 draw လှည့်ပြီးသွားတဲ့အခါမှာ bro အနေနဲ့ total draw ဟာအာစုစုပေါင်း16ချိန်ဖြစ်သွားမှာပဲဖြစ်ပါတယ် bro မှာ jam တဲ့ time ကတော့50တလုံးပဲ jam မှာပဲဖြစ်ပါတယ်အဲ့ဒါပြီးသွားရင်တော့10လပိုင်း73ရက်နေ့ရပြီးရော16ရက်နေ့အထိကိုတော့ pro နေနဲ့ဘာမှလုပ်စရာမလိုသေးဘူး18ရက်နေ့ကျရင်တော့ free token phase 2လာမှာဖြစ်တဲ့အတွက် weekly bet 3ဘတ်ထည့်ရမှာပဲဖြစ်ပါတယ် အဲ့ဒါကိုမှ1ဒေါ်လိုက်လိုက်မယ်ဆိုရင်တော့286လောက်ကျန်မှာပဲဖြစ်ပါတယ်အဲ့ဒါပြီးွားရင်10ရက်နေမှာလဲ1ဒေါ်လဲမယ်19ရက်နေမှာလဲ1ဒေါ်လဲမယ်အဲ့ဒါဆိုရင်တော့ total free token 16ကက်ရမယ် bro အနေနဲ့အချိန်20လဲ့ပြီးတဲ့အခါမှာ free token တကယ်ရအောင်မှာဖြစ်တဲ့အတွက်အဲ့တော့ total free token 18ကက်ဖြစ်သွားမယ်အဲ့ဒါဆိုရင်တော့ bro အဲ့19ရက်နေ1ဒေါ်လဲ့ပြီးသွားတဲ့အခါမှာတော့ total draw က36ချိန်ထိဖြစ်သွားမှာပဲဖြစ်ပါတယ် အဲ့တော့40မပြည့်သေးတာဖြစ်တဲ့အတွက်နောက်တစ်ရက်ကိုထပ်ပြီးတော့ထက်လဲအောင်ပါပဲဖြစ်ပါတယ်အဲ့တော့20ရက်နေမှာလည်းအဲ့လိုပဲ1 draw လဲလိုက်မယ်ဒါဆိုရင်တော့ total draw က40ဖြစ်သွားပြီ40ဆိုရင်တော့4ပင်ကိုရမှာဖြစ်ပြီးတော့ ကန်ကောင်းရင်တော့ဘလိုနေ4ပင်ကိုနဲ့စကင်ကောင်ရနိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ gain နဲ့ auto တွေထည့်လိုက်ရတဲ့ diamond ပမာဏဝီလီဘတ်6ပတ်နဲ့ diamond 86လောက်ပဲဖြစ်ပါတယ်။အဲ့တော့အဲ့ဒါကိုမြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ဝီလီဘတ်တစ်ပတ်ကကျွန်တော်စီမှာရောင်းစေးရတော့6100ပဲရှိတယ်။အဲ့တော့ကျွန်တော်6100နဲ့ပဲတွက်လိုက်မယ်။ပြီးတော့ diamond 86လောင်းက9000တရာအဲ့တော့စုစုပေါင်းကုန်ကြငွေကတော့41800ပဲကုန်ကြတာပဲဖြစ်ပါတယ်အဲ့တော့ဘရွန်ရဲ့ draw 40ဆိုရင်တော့ပင်ကိုက၄ခုရမယ်ကံကောင်းရင်တော့ပင်ကိုတန်းမယ်ကံမကောင်းရင်တော့ပင်ကိုကမတန်းဘူးပင်ကိုမတန်းရင်တော့ကျွန်တော်ကတော့ဆက်ပြီးတော့မလိုက်ဖေးခြင်းဘူး bro အနေနဲ့အဲ့စကင်ကိုလုံးဝကြိုက်တယ် diamond လည်းထဲ့နိုင်တယ်ဆိုရင်တော့ဆက်ပြီးတော့လိုက်ပါမထဲနိုင်တဲ့လူတွေအတွက်ဆိုရင်တော့ကျွန်တော်ကတော့ဆက်လိုက်ဖို့တော့ကိုတော့အကြံမပေးချင်ဘူးရတဲ့စကင်လေးတွေပဲကျင်းတက်လိုက်ဖို့တော့ကိုအကြံပေးချင်ပါတယ်အဲကျွန်တော်တို့ဒီမှာကန်ကောင်းနေဆိုရင်တော့ collector စကင်တွေလည်းပေါက်နိုင်တာဖြစ်တဲ့အတွက် bro နေနဲ့ အဲဒီ event ကိုနည်းနည်းလေးတော့ cancel တင်တယ်တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့4ပင်ကိုလောက်ထိ cancel နေတဲ့သူတွေတော့ကတော့ကျွန်တော်အခုပြောပြပေးခဲ့တဲ့နည်းလမ်းလေးတိုင်း cancel လို့ရပါတယ်ပတ်စံကလည်း4000လောက်ပဲကုန်တာဆိုတော့ bro နည်းနည်း easy လေးပဲ cancel လို့ရတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ bro နည်းနည်းကျွန်တော်အခုပြောပြခဲ့တဲ့ diamond စီအတိုင်းဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီမှာလာရောက်ဝယ်ယူနိုင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ Telegram user name လေးကိုလည်းကျွန်တော်ဒီ video ရဲ့ comment လေးမှာ ချပေးတာပါပဲဒီလောက်ဆိုရင် တော့ Brony နဲ့ဒီ event လေးမှာဈေးသက်သာဆုံးနဲ့ကုန်စင်လို့ရမယ်နီလန်လေးကိုတီးလောက်ပြီးတော့ထင်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်ရဲ့ video လေးကတော့ဒီနေ့တော့ဒီလောက်ပါပဲဆုံးတကြည့်ပေးတဲ့ကြောင့်ဒီ channel ကိုကျေးဇူးတင်ပါတယ်နောက် video တွေမှာဆက်လက်ဆုံးတွေ့ရပါမယ်အားလုံးကျေးဇူးတင်ပါတယ်